မင်္ဂလာပါရှင်မေလာ28ရက်ဗုဒ္ဓဦးနေ့ရွှေကုံရဲ့တိမောက်ဖွေရသတင်းကဘာကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့ယူကရိန်းမျိုးများကိုဒရုန်း368ဖြင့်ရုရှားတိုက်ခိုက်တဲ့သတင်းဖြစ်ပါတယ်။မျိုးတော် KF အပါအဝင်ယူကရိန်းမျိုးအများအပြားကိုညရင်းချင်းဒရုန်368ဆင်းဒုံးကျည်တွေအများအပြားနဲ့ရုရှားတပ်ဖွဲ့တွေကပြလုခဲ့ကြောင်းသက်ဆိုင်ရာတာဝန်ရှိသူတွေကပြောကြားထားတာကိုကိုကာဘီရိုက်တာသတင်းမှဖော်ပြထားပါတယ်။ ဒီလိုတိုက်ခိုက်မှုကြောင့်အ ਨੇ ဆုံးလူ၁၂ဦးသေဆုံးပြီးလူအများအပြားထဏ်ရာရရှိခဲ့ကြောင်းတာဝန်ရှိသူတွေကပြောပါရယ်။ရုရှားက drone တွေပယ်ထိန်ထိုးကြီးဒါဇင်ပေါင်းများစွာအသုံးပြုပြီး KF မြို့ကိုညလုံးပေါက်ပြလို့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါရယ်။ယူကရိန်းနဲ့ရုရှားတို့ဟာအပြန်အလှန်အကျဉ်းသားလဲလှယ်ဖို့ပြင်ဆင်နေစဉ်အခုလိုတိုက်ခိုက်မှုဖြစ်ပေါ်လာတာဖြစ်ကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။ ဆလတ်တင်ဆက်မဲ့သတင်းကတော့အခွန်တိုးကောင်းမင်းရဲ့တက်တန်တိုးပီးရန် EU တောင်းဆိုတဲ့သတင်းဖြစ်ပါတယ်။ဥရောပသမဂ္ဂရဲ့တွင်းကုံလေးအပေါ်စီချက်ခွန်90ရာခိုင်နှုန်းတိုးကောင်းမယ်ဆိုတဲ့ထရန့်ရဲ့ချင်းချမှုကြောင့်ဝါရှင်တန်နဲ့ဥရောပသမဂ္ဂနိုင်ငံပေါင်း28နိုင်ငံတို့ကြောင့်ဆွေးနွေးမှုပြုလုပ်ပြီးသဘောတူညီခဲ့ကြကြောင်းသတင်းများကဖော်ပြပါတယ်။ အခွန်တိုးမြင့်ကောက်ခံမဲ့ရက်ကိုနောက်ဆုံးဇူလိုင်9ရက်အထိတက်တန်းတိုးဖို့ဥရောပသမဂ္ဂနိုင်ငံတွေကတောင်းဆိုလိုက်တာကိုသမရထရန်ကသဘောတူခဲ့ကြောင်း Writers သတင်းမှဖော်ပြထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကစွန်လာတရက်ကစတင်ပြီးဥရောပသမဂ္ဂကုန်ပစ္စည်းတွေအပေါ်အခွန်90ရာခိုင်နှုန်းအထိတိုးမြှင့်ကောက်ခံမှုမေလ24ရက်ကကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ကြောင်းသိရပါပါတယ်ရှင်။ ထမန်နေစမဲသတင်းကတော့ရုရှားဟက်ကာများအနောက်ကုမ္ပဏီများကို ပြင်ပထားနေတယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်ရုရှားစစ်ထောက်လိုင်းရဲ့အဖွဲ့မှအလုံလုံနေတဲ့ဟက်ကာတွေကယူကရိန်းကိုအကူအညီပေးရမှာပါဝင်ဆောင်ရွက်နေတဲ့အနောက်တိုင်းနှိပညာနဲ့ပို့ဆောင်ရေးကုမ္ပဏီတွေကိုပြစ်မှတ်ထားခဲ့ကြတယ်လို့အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီ NSA ကပြောကြားခဲ့ကြောင်း AP သတင်းမှဖော်ပြထားပါတယ်။ အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီရဲ့အစီရင်ခံစာအရဟက်ကာတွေကယူကရိန်းကိုဝင်ရောက်နေတဲ့အကူအညီအမျိုးအစားတွေနဲ့သက်ဆိုင်တဲ့အသေးစိတ်အချက်အလက်တွေကိုရရှိဖို့ကြိုးပမ်းခဲ့ကြပြီးယူကရိန်းနယ်စပ်အနီးရှိအင်တာနက်ချိတ်ဆက်ထားတဲ့ကင်မရာတွေရဲ့ရုပ်သံထုတ်လွှင့်မှုတွေကိုဝင်ရောက်ဖို့ကြိုးစားခဲ့ကြတယ်လို့ဆိုပါတယ် အဲ့ဒီစိုက်ဘာလုံရှောင်မှုဟာအမေရိကန်အပါအဝင်အနောက်နိုင်ငံတော်တော်များများရှိကာကွယ်ရေးနဲ့တယူပို့ဆောင်ရေးကုမ္ပဏီတွေ၊လေဆိပ်တွေ၊စိတ်ကမ်းတွေနဲ့ယထာစနစ်တွေကိုဖောက်ထွင်းဝင်ရောက်ဖို့ကြိုးပမ်းနေတာဖြစ်တယ်လို့လည်းဆိုထားကြောင်းသိရပါပါရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့နိုင်ငံတကာအရေးနိုင်ငံသားတန်ယုံများလှုံ့ဆော်မှုစင်ကာပူလက်မခံတဲ့သတင်းဖြစ်ပါတယ်။ တတိယနိုင်ငံတွေအပါအဝင်နိုင်ငံတကာအရေးကိစ္စတွေမှာပြည်တွင်းရဲ့တုံ့ပြန်မှုတွေကိုလှုံ့ဆော်ဖို့လုပ်နေတဲ့နိုင်ငံသားတန်ယုံတွေရဲ့စူးစမ်းမှုကိုစင်ကာပူကလက်မခံဘူးလို့နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့ကြောင်း CNA သတင်းမှာဖော်ပြပါရယ်တရမန်ရှေးရအရာထိရောက်စေဖို့ရှုပ်ထွေးတဲ့ပြဿနာတွေကိုသက်ဆိုင်ရာလမ်းကြောင်းတွေကနေဖြေရှင်းတာအကောင်ဆုံးပဲလို့လဲစင်ကာပူနိုင်ငံသားဝန်ကြီးဌာနကပြောကြားသွားခဲ့တယ်လို့ဆိုပါတယ်။ အမေရိကန်တန်ယုံဟာတောင်တရုတ်ပင်လယ်ကိစ္စမှာအသေးစိတ်အချက်အလက်တွေကိုတကယ်မဟုတ်ပဲတမင်လိုရာဆွဲပြောနေတယ်လို့တုံ့ပြန်ထားကြောင်းလည်းသိရပါရဲ့ရှင်။နောက်ဆုံးနဲ့စမယ်တဲ့ရင်ကတော့ထိုင်းတွင်တပတ်အတွင်းကိုဗစ်ကူးစက်သူ9000ကျော်ရှိလာတဲ့သတင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာကိုဗစ်ဆက်ကိုကူးစက်မှုကစိုးရင်စရာအခြေအနေတစ်ခုအဖြစ်ဆက်လက်ရှိနေတာကို တွေ့ရပြီးမေလ18ရက်ကနေ24ရက်အတွင်းကိုဗစ်ကူးစက်ခံရသူ9,938ယောက်ရှိကနောက်ထပ်သေဆုံးသူ၄ယောက်ရှိကြောင်းထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတာကိုကိုးကားပြီး The Nation Thailand သတင်းမှရေးသားဖော်ပြထားပါတယ်။ အခုတစ်ပတ်အတွင်းကုဆတ်ခံရသူ9000ကျော်ကပြင်ပလူနာတွေဖြစ်ပြီးကုဆတ်လူနာ3000နီးပါးဟာဆေးရုံတင်ပို့လိုအပ်ကြောင်းယောဂထင်းချုပ်ရေးဌာန DDC ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အခုနှစ်အစပိုင်းကစပြီးထိုင်းနိုင်ငံမှာကိုဗစ်ကုဆတ်သူဥယျာဉ်3000နီးပါးရှိပြီးသေဆုံးသူ44ယောက်အထိရှိလာတယ်လို့ကျန်းမာရေးအာဏာပိုင်တွေကပြောကြားထားကြောင်းလည်းသိရပါတယ်ရှင်။ ကျွန်မအရှင်ကုံမီဒီယာကနေအရွေလေပိုင်းဒေတာအစ္စရေးနဲ့ဟာမက်စရေးတိုက်ပွဲသတင်းများအပါအဝင်နိုင်ငံတကာရဲ့ထူးခြားဖြစ်စဉ်များကိုအချိန်နဲ့တပြေးသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။